ဒီနေ့ဂျွန်လ၄ရက်နေ့ပိုတိုမနီတည့်ရတာဒီကမ္ဘာရွှေစည်းစည်းကွက်ကြတဲ့ပတ်ရအလေရတည့်ရတာအတွက်ဖြစ်ပျက်လာတဲ့ကမ္ဘာရွှေစည်းနေတာကိုဒီပီလိုလေးမှာကျွန်တော်သုံးသပ်ပြောပြပေးတော့ဖြစ်ပါတယ်။အာပြီးခဲ့တဲ့တနင်္လာနေ့တော့တောက်လျှောက်တက်ခဲ့တဲ့ကမ္ဘာရွှေစည်းရမနေ့မှာတော့ဈေးနည်းနည်းညင်ခဲ့တာကိုတွေ့ရခင်ဗျ။အာအပေါ်ဈေးဆိုကျွန်တော်တို့3360အောက်ဈေး3340ကျဈေးအတက်ကြပြေးကြရအောင်တွေ့ရတယ်ပေါ့နော်ဒီမနက်ခင်းမှာတော့ဈေးအတက်ပြနေတယ်အဲ့ဈေးအတက်ကဆက်တက်မလားဈေးအကြပဲပြန်သွားမလားဆိုတော့ကျွန်တော်သုံးသက်ကြည့်လိုက်အောင် ဟုတ်ပြီဒီနေ့မနက်မှာဆိုရင်ကမ္ဘာရွှေစရာမနက်ခင်းတော့ကျွန်တော်တို့3 3ခုနှစ်လောက်ဒီဈေးတက်ခဲ့တယ်ခင်ဗျာဒါကကမ္ဘာရွှေစရာအနေထားကိုဒီအတုံးတုံးကတည့်တာအနေထားအချိန်အနေထားကျွန်တော်ကြည့်နေချင်းဖြစ်ပါတယ်မနက်ခင်းတော့3 3ခုနှစ်ဒီတက်ခဲ့တယ်ဈေးအပေါ်ဆွဲတင်သွားပြီးတော့ချက်ချင်းပြန်ကျလာခဲ့ပေါ့နော်ပုံနေပေါ်ဆို3 3 65အသက်ကိုကမ္ဘာရွှေစီဖောက်တက်ပြီးဆိုတာနဲ့ဈေးရအသက်ဖက်ကိုဆက်သွားမယ်အနေထားမှာစီးပြန်ကြလာခဲ့တဲ့အနေထားဖြစ်တာပြတဲ့ခါမှာကျွန်တော်အမြင်ပြောဆိုလက်ရှိကပ္ပရွှေစရအနေထား side way ပြင်းနေရလို့ပြောလို့ရတယ်ဗျ ဟုတ်ပြီ site ways ဆိုတာဈေးညင်တန်ပြည်နေတယ်လို့ပြောလို့ရတယ်အာတနင်္လာနေ့ကဈေးတက်ခဲ့တယ်မနေ့ကလည်းဈေးညင်တန်နေသားပြည်တယ်ဒီနေ့မှလည်းကျွန်တော်တို့ကမနက်ခင်းကတော့ဈေးဆွဲတင်ခဲ့ပါတယ်ဈေးညင်တန်အနေသားပြည်နေတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ဈေးညင်တန်အနေသားဆိုပေမဲ့လည်းဈေးအသက်ဖက်ကျွန်တော်တို့အလေးတာတဲ့ဈေးညင်တန်အနေသားမျိုးခင်ဗျဟုတ်ပြီအဲ့ဟာပြတဲ့ခါမှာဒီဒီနေ့ကပ္ပချွေစီပဲเนาะအပေါ်စီအောက်စီကိုကျွန်တော်ပိုင်းခြားတတ်မှတ်မယ်ဆိုရင် ကျွန်တော်တို့အောက်ဈေးတန်းကကျွန်တော်ဒီဈေးတန်းဝင်ကျင်ပြ3-3ဆိုကြပါဆို3-3 40ဒီဝင်ကျင်ပါနော်3-3 55ပဲဆိုကြပါဆို3-3 55နဲ့3-3 40ကြားဈေးတန်းဆုံးကဒီနေ့အတွက်အောက်ဈေးတန်းဖြစ်ပါတယ်အပေါ်ဈေးတန်းဆိုရင်တော့ကျွန်တော်ဒီဈေးတန်းပေါ့နော်3-3 80 3-3 80နဲ့ဒီကြားပေါ့ဗျာကျွန်တော်တို့3-3 ခွန်5ကြာသုံးသုံးခွန်6ကြာเนาะအဲ့ဒါပတ်သက်ခါမှာကမ္ဘာရွှေစီယာကျွန်တော်တို့ဒီနေ့ညညဘက်ပေါ့เนาะအမေရိကန်ဒေတာရေမထွက်ခင်ဒီဒီအပေါ်ဈေးအောက်ဈေးကြာမှာဈေးအတက်ကြပြီးနိုင်ပါတယ်အာတိကျပြောမယ်ဆိုတော့အပေါ်ဈေးတန်းက33ခွန်5အောက်ဈေးတန်းက3340ဒီကြာအတက်ကြပြီးနိုင်ပါတယ်တကယ်လို့ဒီ33ခွန်5တွေဘာတွေအပေါ်ဖောက်တက်သွားရဲဆိုရင်တော့ကျွန်တော်တို့အာ3390ပေါ့เนาะကျွန်တော်3390 3395စသဖြင့်အဈေးတန်းဆုံးရောက်နိုင်ပါတယ်3390ခွန်5ဈေးတန်းဆုံးကြာဖောက်တက်သွားရဲပေါ့เนาะ 3395ဇေယျဆုံးရောက်လာအဲ့လိုပဲအောက်က3340ဇေယျအောင်ဖောက်ကြရင်တော့ကျွန်တော်တို့အောက်ဖောက်ကကျွန်တော်တို့3315 3320ဇေယျဆုံးရောက်နိုင်ပါတယ်ဘလို့ပဲသွားပါစေကျွန်တော်မြင်ရတော့အလွန်ဆုံးဗျာ3340အောက်ဖောက်ကြလဲ3320အထိပဲအလွန်ဆုံးဈေးကျနိုင်တယ်လို့အဲ့လိုပဲအပေါ်က3390ဈေးနဲ့ဆုံးအပေါ်ဖောက်တက်လဲ3995လောက်အထိပဲဈေးအတက်မှန်းထားပါတယ်အဲ့ဒါပြတ်ကောင်ဒီနေ့ကပတ်ရွှေဈေးကဘယ်လိုမျိုးအကြောင်းဝယ်လောက်အောင်မလဲမြင်မယ်ဆိုရင် အပေါ်ဈေးတန်းရောက်အောက်ဈေးတန်းဝယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အမြင်ကတော့ကျွန်တော်တော့အဝယ်ကိုပို့ပြီးတော့အားပေးခြင်းနဲ့ခင်ဗျအရောင်းဝင်လို့မရဘူးလားရတယ်ရတယ်ဒါပေမဲ့ဈေးကကျွန်တော်တို့ဗျာတည့်ရတာအနေထားနဲ့ကြည့်မယ်ဆိုရင်ဈေးကအတက်လာရမှာရှိနေတဲ့အနေထားမှာဈေးငင်တန်ပြင်းနေခြင်းပြတာပြတဲ့ခါမှာကျွန်တော်တို့အဝယ်ကိုပို့ပြီးဦးစားပေးစေခြင်းပါတယ်ဟုတ်ပြီဝယ်မယ်ဆိုရင်ဘယ်ဈေးတန်းနဲ့ဝယ်ရမလဲကျွန်တော်တို့3359နဲ့3340ကြာမှာဝယ်ပြဝယ်လို့ရတယ် အမြတ်ပိုင်းစေးတန်းကျွန်တော်တို့3380လောက်ထိအနည်းဆုံးယူလို့ရတယ်ကိုကဒီထက်ပိုပြီးတော့စောင့်နိုင်တဲ့ risk ယူနိုင်တယ်ဆိုရင်တော့အမြတ်ပိုင်းစေးတန်း3390လောက်ထိယူအရှုံးပိုင်းစေးတန်းကတော့ကျွန်တော်တို့3340နဲ့5ချားမှာဝယ်တယ်ဆိုရင်တော့3340အောက်လောက်အရှုံးပိုင်းစေးတန်းပေးဟုတ်ပြီတကယ်3340နဲ့5ချားစေးတန်းဆုံးကိုဈေးဖောက်ကြလို့အောက်ကြပြီဆိုရင်တော့3325နဲ့3320ချားဝယ်ပြ3325နဲ့3320ချားမှာဝယ်လို့ရတယ်ကျွန်တော်တို့အရှုံးပိုင်းစေးတန်း3320အောက်လောက်ပေးအမြတ်ပိုင်းစေးတန်းက ျွန်တော်တို့3355လောက်ဒီကိုကနည်းနည်းပဲယူချင်နေဆိုတော့3355လောက်ဒီပဲယူလို့ရတယ်။ဒါမှမဟုတ်အလေလက်လောက်ယူချင်နေဆိုတော့3390လောက်ဒီတာဂက်ထားပြီးအမြတ်ပန်းစင်းနဲ့ယူလို့ရတယ်။ကိုကအမြင့်ဆုံးဒီယူချင်နေဆိုတော့3390လောက်ဒီယူပေါ့ခင်ဗျာ။တကယ်လို့ဆိုကြပါတော့3350နဲ့55ကြားစင်းစုံဖောက်ကြလို့ဈေးက3320နဲ့25ကြားလဲမကြမှာစိုးရိမ်တယ်ဆိုရင်တော့ဒီမနေ့ကအနေဆုံးကြားခဲ့တယ်ဗျာကျွန်တော်3333333နဲ့စင်းနားမှာလဲဝယ်လို့တော့ရတယ် အရှုံးပိုင်းဈေးတန်းကိုတော့ကျွန်တော်3325အောက်လောက်ပေးပါတော့အမြပိုင်းဈေးတန်းကခုနပြောခဲ့တဲ့ဈေးအဆုံးတွေပြကျွန်တော်3390တို့3390တို့ဆိုတော့အထိယူလို့ရတယ်ကျွန်တော်ကတော့တဲတာနေထားရကပ္ပချွေစီကကျွန်တော်တို့ဈေးအသက်လာမှရှိနေစေပေါ့ကျွန်တော်ဒီနေ့အတွက်မှန်တဲ့ဈေးညင်တန်ပြင်းနေရတော့မှန်ပေမဲ့အဝယ်ဦးစားပေးစီခြင်းနဲ့ဟုတ်ပြီအရောက်အတွက်ဆိုရင်ကိုကပြ Christmas match ယူရလို့ရောင်းမယ် okay ရောင်းချင်တယ်ဆိုရင်ကျွန်တော်ကဒီ3390အထက်မှာ3390နဲ့3390ကြာမှာနီးပညာပိုင်းရအတီးပြည့်ချက်စောင့်ပြီး ကျွန်တော် confirmation ဆောင်ပြီးတော့ကန်တယ်တွေကိုကြည့်ပြီးတော့ကျွန်တော်ရောင်းလို့ရတယ်အဲ့လိုပဲအပေါ်က3390နဲ့3395ကြားမှာလဲနီးပညာပိုင်းရအတိပြုချက်ဆောင်ပြီးတော့ရောင်းလို့ရပါတယ်ခင်ဗျအဲ့ဒါပတ်သက်ခါမှာကျွန်တော်တော့ညဘက်အမေရိကန်ဒေတာတွေမထွက်ခင်ဒီပေါ့နော်ညဘက်အမေရိကန်ဈေးကွက်ချင်းမတန်ခင်ဒီကမ္ဘာ့ရွှေစည်အလုံးသုံးတက်လဲ3395အထိပဲမှန်းပါတယ်အလုံးဆုံးကျလဲ3320အထိပဲမှန်းပါတယ်ခင်ဗျဒီကြားမှာပဲဈေးအသက်ကျပြနေနိုင်မယ်လို့မှန်းပါတယ် ညဒေတာတွေထွက်ပြီးပါမယ်ဒေတာရဲ့အနေထားပြီးတော့ဈေးကွက်ပြောင်းလဲသွားတဲ့အနေထားပေါ်မူတည်ပြီးတော့ဈေးကွက်ရဲ့အနေထားတွေပြောင်းသွားနိုင်ပြီမယ်လက်ရှိမှာဒီနေ့တည်ကြပဲအသက်ကြာပြည်နေမယ်မှန်ပါတယ်ပြီးတော့ကျွန်တော်ကျွန်တော်ဒီနေ့တရက်တာပိတ်စင်းဒီနေ့ကတပတ်တာရဲ့အလေးရဲ့ပြတာပြတာကဒီနေ့တရက်တာပိတ်စင်းရနီးပညာပိုင်းရအရေးကြီးရဲ့ဗျဒီနေ့တရက်တာအပိစေဘယ်ပေါ်ပိတ်နိုင်ကဘာချွေစီစီအသက်ဖက်ပြန်သွားစီတောင်းလျှောက်ဆက်တက်နိုင်လဲစီဝဲလိုအားဒီတောင်းလျှောက်ဝင်လာနိုင်လဲလို့မိမဲ့ဆိုရင်ကျွန်တော်တို့ ဒီနေ့တရတာရဲ့အပိတ်စေးတာကျွန်တော်တို့က3380အထက်အနည်းဆုံးပိတ်နိုင်ဖို့လိုအပ်တယ်ခင်ဗျ3380အထက်မှာပိတ်နိုင်နေဆိုရင်ကမ္ဘာရွှေစည်းမနက်ဖြန်ကျတာပရိနေတပတ်ခါတောက်ကြနေမှာနီးပညာပိုင်းရဈေးအတက်အားဆက်ကောင်းနိုင်တယ်3400အထက်ထိမြင်ရနိုင်တယ်အဲ့လိုမျိုးပဲစန့်ကျင်ပန်းနေတယ်ပေါ့နော်ဒီနေ့တရတာပိတ်စေးတာကျွန်တော်တို့3325အောက်လောက်မှာဈေးပိတ်သွားရင်တော့ကမ္ဘာရွှေကို မနေ့ဖြန်နဲ့ကျွန်တော်တပတ်ခါဒီမှာဈေးအကြမ်းမှန်းထားတာနိပညာပညာဈေးအကြမ်းမှန်းထားတာကောင်းပါလိမ့်မယ်ခင်ဗျအဲ့ဒါပြတ်ကဒီနေ့တရက်တာပေးစီဘယ်မှာပြိမလဲစောင့်ကြံဖြစ်ပါလေကျွန်တော်အမြင်ကတော့3390လဲထက်လဲပြိမှာ390နဲ့3390ထက်နဲ့3325အောက်ပြိဖို့ကမလွယ်ဘူးလားပေါ့တော့လက်ရှိအနေထားအရဘာလို့လဲမဲဆိုတော့တောက်ကြနေမှာအမေရိကန်အလောက်ကန်ဒေတာတွေထွက်ပို့ရှိတာပြတ်ကမှာကပားရွှေဈေးက ီနားမှာပဲပြည်နေရင်စောင့်နေမလားပေါ့နော်ဒါလည်းပြောလို့လို့မရပါဘူးကပတ်ချွေစီခွက်မှာဘယ်ဟာမှချင်းတေးကျွန်တော်မှတ်လို့မရဘူးတော့တနင်္လာနေ့ရဆိုလဲကျွန်တော်ဈေးငင်တန်းနေထားပြည်မယ်လို့မှတ်ခဲ့တာဈေးကြီးထောင်တက်သွားခဲ့တဲ့အနေထားကိုဖြစ်တာဖြစ်တဲ့ခါမှာချင်းတေးပေါ့တော့ပြောမရဘူးပေါ့နော်အဲ့အဖက်တဲ့ခါမှာဒီနေ့တရတာပိစီဘယ်ပေါ်ပေးမှာပိတ်လဲပေါ်မူတည်ပြီးတော့ကျွန်တော်တို့မနေ့ပြန်တဲ့တစ်ပတ်ခါစီးကွက်နေတာကိုကျွန်တော်ဤပညာပိုင်းအားတုံးသက်လို့ရပါတယ်ဒီနေ့မှာတော့ကျွန်တော်အပေါ်အလုံးစုံတက် ဒီညဘက်အမေရိကန်ဈေးကွက်အချိန်မတိုင်ခင်ဒီမှာအပေါ်လုံးလုံးသက်339ငါအောက်လုံးလုံးကျ3320တိပဲမှန်တာပါလေကျွန်တော်ပြောတဲ့ဈေးတန်းတွေမှာအယောင်းဝယ်လို့လို့ရပါတယ်ကျွန်တော်ကတော့တဲတာနေထားရဈေးအသက်အနေထားမှာရှိတာပြတဲ့ပြတဲ့တွေကကျွန်တော်ကတော့ဈေးငိမ့်တက်ဒီနေ့တိရတမှာဈေးငိမ့်တက်ပြင်းနေတယ်ဆိုပေမဲ့လည်းကျွန်တော်ကတော့အဝယ်ကိုပို့ပြီးတော့ဦးစားပေးစေချင်ပါတယ်ဟုတ်ပြီဒါလည်းအနည်းပညာပိုင်းရအောင်ပါနော်တရင်ပန်းကိုကျွန်တော်တွားကြည့်အောင်ဒီညမှာဒေတာတွေများပြဒေတာတွေကများပါတယ်ကျွန်တော်တို့ ဗမာစံတော်ချိန်ည6:45မိနစ်မှာနန်ဖန်ကျွန်တော်တောက်ကြနေညမှာထွက်မယ်ပေါ့เนาะအမေရိကန်အလောက်ကင်ဒေတာကြီးအစိုးရလောက်ခလာစာနှုံထားရဲ့အကျိုးပေါ့နော်ပုဂ္ဂလိကလောက်ခလာလာစာနှုံထားပြောင်းလဲမှုနှုံထားထွက်ဖို့ရှိလေည6:45မိနစ်မှာပြီးရင်ည8:15မိနစ်မှာ Global Services PMI မှာဝန်ဆောင်မှုအညွန်ကင်ထွက်ဖို့ရှိတယ်ဗျပြီးရင်ကျွန်တော်တို့အဲ8:00ခွဲပေါ့ဘာစံတော်ချိန်ည8:00ခွဲမှာကျွန်တော်တို့ manufacturing PMI ကုံထုတ်လို့မညုံကိန်းနေကုံထုတ်လို့မဇင်းလုံးနဲ့ထွက်ဖို့ရှိတယ်အဲ့ဘက်ကတင်းညမဒေတာ၄ခုတော့ရှိတယ်ခင်ဗျဒေတာတွေအကုန်လုံးကလည်းအကောင့်မှန်းထားတယ်ပေါ့နော်သတိတော်ထားပါဒေတာတွေအကုန်လုံးအကောင့်မှန်းထားတယ်ဒေတာတွေအသက်မှန်းထားဆိုပုံမှန်အနေထားဆိုကဘာရွှေစီကြာမှာဒါပေမဲ့ကဘာရွှေစီမကြဘဲနဲ့ဆွဲတင်သွားတာမျိုးတွေကြုံရနိုင်ပါတယ်ပြီးတော့တပတ်ကဒေါ်လာအင်တက်ကြည့်ရင်လည်းဒေါ်လာအင်တက်ကရေဒုံလေးတော့ပြန်တက်လာဒါကျွန်တော်ပြောခဲ့လို့မဟုတ်ဒေါ်လာအင်တက်တရာအသက်မတက်မချင်းတော့ဗျာကျွန်တော်တို့သတင်းပိုင်းကကဘာရွှေစီ ြဖို့မှန်းလို့မရသေးဘူးအကြအားကောင်းဖို့ရေဒူအကြအားလေးကောင်းဖို့တော့မှန်းလို့မရသေးဘူးဗျအဲ့ဘက်ကဒေါ်လာအင်းသက်ကဒီညမှာတရားအထက်ကြော်သွားခဲ့ရင်တော့သတင်းပိုင်းရကဘာရွှေစီရေဒူအကြအားကောင်းကောင်းရေဒူရောင်းလို့အားလေးကောင်းကောင်းဝင်လာနိုင်ပါတယ်မဟုတ်ရင်တော့မလွယ်သေးဘူးဗျဒေါ်လာအင်းသက်သူပါသူခဏပဲရေဒူပြန်တက်ပါစေတရားအထက်မကြော်နိုင်တွေ့တော့သတင်းပိုင်းရကဘာရွှေစီကြောက်ဖို့ရမလွယ်သေးဘူးတစ်ဖက်ကကျွန်တော်ရုရှားနဲ့ယူကရိန်း တဲ့တင်းတို့ breaking news တို့ဘာလို့ကကြားလဲလက်ရှိမှာငြိမ်သွားပြီဗျပေါ့ကျွန်တော်ရုရှားသူ့ဘာသူအစည်းအဝေးလုပ်နေတယ်လို့ပြောတာပဲဇွေပြီးမှသူတိုက်မယ်ဘာညာတော့ကြားပင်မယ်လဲလက်ရှိမှာတော့ယူကရိန်းမျိုးကြီးတွေကိုကျွန်တော်တို့လေကြောင်းအနေနဲ့တိုက်ခိုက်တယ်ပုံမှန်လို့လို့ဆင်တိုင်းလေကြောင်းတိုက်နေဘာမှနျူကလ িয়ার လက်နက်တွေပါမပါသေးရဖြစ်တဲ့ခါမှာအဲ့တဲ့တင်းเนี่ย affect မရှိသေးဘူးတပတ်ကထရန့်ရကုံသွဲကုံကိစ္စနဲ့ပတ်သက်တဲ့တင်းတွေကလက်ရှိမှာငြိမ်နေတယ်တခုတော့ရှိရတာလာမဲတောက်ကြနေမှာအမေရိကန်တမန်တော်ဒေါ်လန်ထရန့်နဲ့တရုတ်တမန်ရှီချင်းပင်တို့တောက်ကြနေညမှာ ဖုံးပြောဖို့ရှိတယ်။အဲကြောင့်တောက်ကြနေညာတော့တကယ်ကိုသတိထားမယ်။တောက်ကြနေညာမှာအလောက်ကန်ဒေတာကြီးထွက်ဖို့ရှိတယ်။တရုတ်တမနာနဲ့အမေရိကန်တမနာဖုံးပြောဖို့ရှိတယ်။အညာမှာစီးအလောက်ကကျန်းနိုင်ပါတယ်။ risk များနိုင်ပါတယ်။တရှိရတာ train ကုန်သွယ်ရေးကိစ္စနဲ့ပတ်သက်ပြီးနောက်ဆုံးရတဲ့တင်ပေါ့နော်။အဲ့ဒါပတ်သက်ကမှလက်ရှိချိန်ထိတော့ breaking news တွေတူမရှိသေးပါဘူး။ အဲ့ကြောင့်ကျွန်တော်နီးပညာပိုင်းကျွန်တော်ပြောတဲ့အပေါ်ဈေးအောက်ဈေးတွေမှာကိုက risk management တရားလုပ်ပြီးတော့ရဲရဲအယောင်းဝယ်လုပ်လို့ရပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါလေးကကျွန်တော်ဒီနေ့တည့်ရတာကဘာရွှေစီကွက်သုံးလုံးချက်ဗီဒီယိုဖြစ်ပါတယ်။အခုလိုသုံးလုံးချက်ဗီဒီယိုတွေကို up to date ကြည့်နေတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို Cfat နဲ့ subscribe လုပ်ထားပေးကြပါခင်ဗျ။ပြီးတော့ကျွန်တော်ဒီမှာဒီကဘာရွှေအယောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့အခြေခံ online တင်တဲ့လေးလာတက်ရောက်တင်ယူလို့ရပါတယ်။အဲ့အားတွေနဲ့ပတ်သက်ပြီးတဲ့စုံစမ်းမြန်းမြန်းကျင်နေဆိုရင်တော့ကျွန်တော် Viber number ရှိပါတယ်။ကျွန်တော် Viber number ကနေဆက်သွယ်လို့ရပါတယ်။ကျွန်တော်ရဲ့ Telegram channel ကျွန်တော်ရဲ့ YouTube channel တွေကနေဆက်သွယ်လို့ရပါတယ်ခင်ဗျ။ ကဘာချွေထွေတာအလုံးပဲကျွန်တော်ဒီနေ့ကျွန်တော်တို့အာဂျွန်လ၄ရက်နေ့တရက်တာမှာကဘာချွေစီတက်ကြဖို့ကျွန်တော်တို့မမှန်ကန်ကန်ရောင်းဝယ်လုပ်ပြီးတော့အကျိုးမြတ်ပါစနေကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ